1600ပြည်နှစ်အလဲပိုင်းကာလမှာတရုတ်ပြည်ရဲ့မင်းမင်းဆက်ဟာမန်ချူးတို့ရဲ့လက်အောက်ကိုကျရောက်ခဲ့ကြပါတယ်။နောက်ဆုံးမင်းအီဂရစ်ပြည်မှာယူနန်ကိုထွက်ပြေးပြီးတိမ်းဆောင်ခဲ့ပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာနေဆက်ကိုဖျက်ချော်ဟာအင်းဝဘရင်ပင်တလင်မင်းထံပြည်လုံခွင်ခွေကိုတောင်းဆိုခဲ့ပါတယ်။မန်ချူးတပ်များဟာမြန်မာနိုင်ငံကိုဒုတိယအကြိမ်ချီတက်လာခဲ့ကြပါတယ်။ထိုအချိန်မှာပင်တလင်မင်းကိုနမ်းချပြီးပြည်မင်းတက်လာခဲ့ပါတယ်။ မြန်မာနဲ့တရုတ်တို့ရဲ့အပြန်အလှန်တောင်းခံလာရင်ထွက်ပြေးလာသောရီယမင်းသားကိုမန်ချူတက်များထံပြန်လည်ပေးအပ်လိုက်ရပါတယ်။တစ်တီတော်မိသားစုတစ်ခုတွင်မွေးဖွားလာတဲ့ရန်ကောင်းရှိုးဖြစ်သူကတော့ကိုမင်းသားနဲ့အတူယူနန်ပြည်ကိုလိုက်ပါလာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရန်ကောင်းရှိုး၏သားဖြစ်သူမှာယနေ့ကိုကန့်ဖြစ်လာမည်ဒေသနိုင်ဓာပြများကိုဆင်းလင်းပြီးကိုကန့်ဒေသကိုကောင်းဆောင်အဖြစ်အုပ်ချုပ်စေခဲ့ပါတယ်။ ကိုကန့်တယ်ကို1199ခုနှစ်မှာတရုတ်နယ်ပီကင်းစာချုပ်ချုပ်ဆိုပြီးအင်္ဂလိပ်ပြည်ထိန်များကမြန်မာနိုင်ငံရဲ့ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ခဲ့ပါကြောင်းတင်ဆက်ပေးလိုက်ရင်ကိုကန့်လူမျိုးများရဲ့သမိုင်းအစကိုလေးလာဖတ်ဆိုသူများတင်ပြပေးလိုက်ရပါတယ်ခင်ဗျာကြီးစုပေးကြတဲ့ပြည်သက်တစ်ယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ